မြန်မာနိုင်ငံကကုလသမဂ္ဂအတွင်းဝန်ချုပ်ဖြစ်သွားတဲ့ဥတ္တအကြောင်းနိုင်ငံသားကစာရေးဆရာအမျိုးသမီးတယောက်ကရေးတယ်။နော်ဥတ္တဆိုတဲ့အထုပ်ပတ်တီးကိုရေးတယ်။ရေးပြီးတဲ့အခါကျတော့အဲ့ဒီစာအုပ်ထဲကပြင်စရာရှိရင်ပြင်ဖို့ဆိုပြီးတော့ဥတ္တကိုစာအုပ်ကလေးစာမှုသွားပေးဒါလေးဖတ်ကြည့်ပါတဲ့ဖတ်ကြည့်ပြီးတော့ပြင်ပေးပါလို့ဆိုဥတ္တက ။ဘာပြောတော့ဆိုကျွန်တော်မဖတ်တော့ပါဘူးတဲ့။ဘာဖြစ်လို့လဲဆိုတော့ကြာဒီရေးသားချက်တွေကျွန်တော်ပတ်သက်နေတာဖြစ်နေမှာဆိုလို့ကျွန်တော်မဖတ်တော့ပါဘူးတဲ့။တစုံတစ်ခုကျွန်တော်မကြိုက်တာတွေ့လို့ပြင်လိုက်တင်ကျွန်တော်ပါပါဝင်ပတ်သက်နေမှာဆိုလို့မဖတ်တော့ပါဘူးဆို။ဟိုမျိုးတည်းရပြီးရဘာပြောတော့ဆိုဒါကတော့ရှင်ဘသူမှသိတာမှမဟုတ်တာတဲ့။ပြင်လဲကိစ္စမရှိပါဘူး။ရှင်နဲ့ကျမပဲသိတာပဲလို့ဆိုတော့ ကျွန်တော်သိတယ်လေတဲ့သူကပြောတာဘယ်သူမှမသိလဲကျွန်တော်သိတယ်လေတဲ့ဟောဒီစကားဟာရသော်ဘုရားဟောတဲ့အထင်မှာပါတာတယ်သူဟာဘုရားဘာသာတရားဆိုတော့ဘုရားရဲ့အဆုံးအမတွေကိုနားထောင်ထားပြီးသားစဖတ်ထားတဲ့ပုဂ္ဂိုလ်တရားဆိုရသော်ဘုရားဘယ်လိုဟောတော့နတ္ထိလောကေရဟောနာမပပကမ္မံပကရုပတောဘုရားလှုပ်တဲ့ပုဂ္ဂိုလ်တရားလောကမှာစိတ်괴ရဆောင်ရှင်ဟုတဲ့ အတ္တတိပုရိသသာနာတိယတိကာဟတိဝါနာဝါကိုလှုပ်တာမလှုပ်တာသူများမသိခြင်းထာ ကိုသိနေတယ်ကိုသိနေတယ်ဆိုရဲကွယ်ရမဟုတ်တော့ဘူးလေဟောကိုသိနေတယ်လေကိုသိနေတာကိုကပေါ်နေပြီလေထင်တာလူတွေကဘယ်သူမှမသိဘူးငါလှုပ်တာဘယ်သူမှမသိဘူးလို့ဒီလိုထင်အောင်တယ်ကိုသိနေတာကိုကမလုံဘူးလို့ဒီလိုဆိုတယ် ဒါကြောင့်မို့မြတ်စွာဘုရားကုံတော်တယ်မယ်အရဟံဆိုတဲ့ကုံတော်ဟာအရဟစိတ်ခွေရမှတောင်မဟုတ်တော့မလုပ်ဘူးတဲ့အပြစ်ရှိတဲ့အလို့ဆိုလုံးဝရှောင်းလူရှိသူရှိမှရှောင်းနိုင်မဟုတ်ဘူးခွေရမှလည်းပဲမလုပ်ဘူးဆိုတာဘယ်တော့မှအကုသို့မလုပ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့ဒီတုန်းကစာထဲမှာဖတ်လိုက်ရဘယ်သူမှသိတာမဟုတ်ပဲဘယ်သူမှသိတာမှလို့ဆိုကျွန်တော်သိတယ်လေတဲ့သူပြောတဲ့စကားတခေါက်မှပြောလိုက်တာ

1962ခုနှစ်စက်တင်ဘာလတွင် ကုလသမဂ္ဂထွေထွေတွင်းရင်းမှုချုပ်ဒက်ခါမရှော်သည်ကွန်ဂိုခီးရီးစင်၌လေရင်ပြတ်ကျ၍ကွယ်လွန်ခဲ့ပြီးနောက်လုံယုံရေးကောင်စီသည်ထိုရာထူးအားထမ်းဆောင်နိုင်မည်သူတဦးကိုအရင်စလိုရှာဖွေခဲ့သည်ထို့သောကုတ္တမလွဲ၍အင်အားကြီးနိုင်ငံများဤဆန်နှုံးကိုဖြည့်ဆည်းပေးနိုင်မည်ကိုယ်စလဲလောင်းအများပြားမရှိခဲ့ပြီ I Bhutan solemnly advice in all loyalty the functions entrusted to me as acting secretary general of the united nations ဥတန်လီရှားပါးသည့်ကိုယ်စလဲလောင်းတယောက်ဖြစ်သည့်အလျောက်ကုလသမဂ္ဂတာဝန်ကိုထမ်းဆောင်ရာတွင်တကဘာလုံး၏လေးစားမှုကိုခံခဲ့ရပြီးမြန်မာနိုင်ငံသားများ၏ချစ်ခင်မှုကိုလည်းခံခဲ့ရသည်1994ခုနှစ်တွင်ဥတန်ကွယ်လွန်ခဲ့သည် ဦးတန်ကို1906ခုနှစ်တွင်ပန်းတနော်မြို့၌မွေးဖွားခဲ့သည် ထိုအချိန်ကဘာမားဟုလူသိများခဲ့သောမြန်မာနိုင်ငံသည်ဗြိတိရှ်အင်ပါယာ၏အုပ်ချုပ်မှုအောက်တွင်ကြားရောက်နေခဲ့ပြီးတကမ္ဘာလုံးနဲ့လဲဝေးကွာနေခဲ့သည်သားလေးယောက်အနက်အကြီးဆုံးသားဖြစ်သည့်ဦးတန်သည်တက္ကသိုလ်ဘွဲ့ရဖြစ်ပြီးမြေပိုင်ရှင်စီးပွားရေးသမားတယောက်လည်းဖြစ်သည့်ဖခင်ကိုအလွန်ပင်လေးစားအားကြခဲ့သည်

was one of the subjects, compulsory subjects we it was call compulsory. it. Yes, Burmese of course was the first language. Yes. In those days uh, we had about uh, three English language papers and about four Burmese language papers published in Rangoon, all dailies. Of course when I was young I used to contribute articles to the local press, only in Burmese. what, what about? I think I remember my first article sent to a periodical was when I was 15. what was it about? There are some anecdotes in the schools. ဦးတန်ဆလင်းနေတာအရွယ်တွင်ဖခင်ဖြစ်သူဆုံးပါသွားခဲ့သောကြောင့်တက်ကသူတက်ချင်သည့်မိမိ၏ရည်မှန်းချက်ကိုခဏနားခဲ့ရသည်သူသည်နှစ်နှစ် IA ဘွဲ့အတန်းကိုတက်ရောက်မိအစားညီငယ်များကိုပံ့ပိုးရန်နဲ့အသက်မွေးဝမ်းကြောင်းအတွက်ကျောင်းဆရာအလုပ်ကိုလုပ်ကင်ခဲ့သည်ဦးတန်သည်1926ခုနှစ်တွင် I left high school when I was 17 then I joined the university While in university also I used to contribute articles to the local press What did you what were the subjects that you took at the university They're mainly political international relations and my observations on the Burmese political scene. I wrote about the uh, reforms, elections, and Simon Commission visit to Burma. Oh, yes. Yeah. Mainly political. 都以一得比伢面糊，变来为面白羊，半得老面糊变来个嘞。都的比里家所有一比伢也是那个，谁变味道嘞？<laughs> ကျောင်းတွင်အသိအမှတ်ပြုခံရပြီးလျင်မြန်စွာပင်ကျောင်းအုပ်စရာအဖြစ်ယာရုတိုးခြင်းခံခဲ့ရပြီထိုချိန်ကာလများကမြန်မာနိုင်ငံပညာရေးစနစ်တွင် သူဤပါဝင် ပတ်သက်မှုများသည်ကလေးများအတွက်အထောက်အကူဖြစ်စေခဲ့သည်1934ခုနှစ်တွင်ဦးတန်သည်အထက်မြန်မာပြည်မှရှေ့နေတဦးဤသမီးဖြစ်သူဒေါ်သိန်းတင်နှင့်လက်ထပ်ခဲ့ပြီးသားသမီး၃ယောက်ထွန်းကားခဲ့သည် ဒုတိယကမ္ဘာစစ်ကြီးအတွင်း1942ခုနှစ်မှ1945ခုနှစ်ထိဂျပန်တို့သည်မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့သည်စစ်အတွင်းတွင်မြန်မာနိုင်ငံသားအချို့သည်ဂျပန်စစ်တပ်ဖက်မှ ပါဝင်ပေးခဲ့ပြီးနိုင်ငံအတွင်းစိတ်ဝမ်းကွဲမှုများဖြစ်ပေါ်နေခြင်းလည်းဖြစ်သည်ဂျပန်တို့သည်ဥတန်အားပညာရေးဆိုင်ရာစီးရင်ရေးကော်မတီကိုဥဆောင်ရန်ရန်ကုန်သို့ခေါ်ယူခဲ့တော်လဲဥတန်သည်ပန်းတနော်မြို့သို့ပြန်ခဲ့သည် ထို့နောက်ပန်းတလောမျိုးတွင်ဂျပန်ဘာသာကိုမဖြစ်မနေသင်ရမည်ဆိုသည့်အမိန့်ကိုညှင်းဆန်ခဲ့ပြီးစစ်ကြီးပြီးသည့်အထိဂျပန်အစိုးရကို တော်လှန်သောအဖွဲ့တွင် ပါဝင်လှုပ်ရှားခဲ့သည်ဂျပန်စစ်တပ်တို့ပြန်လည်ထွက်ခွာသွားချိန်1945ခုနှစ်တွင်ဗြိတိရှတို့သည်မြန်မာနိုင်ငံကိုထပ်မံသိမ်းပိုက်ခဲ့သည် ထိုစဉ်ဗိုလ်ချုပ်အောင်ဆန်းနှင့်ပါတီအဖွဲ့ဝင်တို့သည်မြန်မာနိုင်ငံလွတ်လပ်ရေးရရန်ဥစွာဆောင်ရွက်ခဲ့ကြသည် 1949ခုနှစ်တွင်ဦးတန်သည်အစိုးရသည့်တက်ရန်အတွက်ပြောရေးဆိုခွင့်ရှိသူအဖြစ်ဖိတ်ကြားခြင်းခံခဲ့ရသည်1948ခုနှစ်တွင်မြန်မာနိုင်ငံသည်လွတ်လပ်ရေးရခဲ့သည်ထိုချိန်ကာလသည်မြန်မာနိုင်ငံသားများအတွက် အလွန်ကုန်ယူပွဲကောင်းသော အခိုက်အတန့်ဖြစ်သည်ကုသန့်၏အတန်းပေါ်ဖြစ်ပြီးတငယ်ချင်းလည်းဖြစ်သူဥနုသည်လွတ်လပ်ပြီးကြသမြန်မာနိုင်ငံ၏ဝင်ကြီးချုပ်ဖြစ်လာခဲ့သည်ထို့နောက်ဥသန့်ကိုအတန်းလွှင့်ဌာန၏ညွှန်ကြားရေးမှူးအဖြစ်ဖန်အားခဲ့ပြီးမြန်မာအစိုးရ၏ပြန်ကြားရေးဌာနတွင်လည်းအတွင်းရေးမှူးအဖြစ်ဖန်အားခဲ့သည်ထို့မှတဆင့်ဝင်ကြီးချုပ်၏အတွင်းရေးမှူးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည် ဥတ္တန်ဒီ1958ခုမှ1962ခုနှစ်အတွင်းတွင်မြန်မာနိုင်ငံ၏ကုလသမဂ္ဂအမြဲတမ်းကိုယ်စားလှယ်ဖြစ်လာခဲ့သည်နိုဝင်ဘာလ3ရက်နေ့1962ခုနှစ်တွင် အထွေထွေညီလာခံမ ဥတ္တံကိုကုလသမက်ကအထွေထွေတွင်းအမှုချုပ်အဖြစ်ခန့်ထားရန်သဘောတူညီမှုရရှိခဲ့ပြီးနိုဝင်ဘာလ30ရက်နေ့1962ခုနှစ်တွင်တရားဝင်ထွေထွေတွင်းအမှုချုပ်အဖြစ်ခန့်အပ်ခြင်းခံခဲ့ရသည်မိမိနိုင်ငံတွင်လည်းလေးစားအသိမှတ်ပြုခံရသောပုဂ္ဂိုလ်တူဖြစ်သည့်အပြင်လုံခြုံရေးကောင်စီ၏သဘောကျမှုကိုခံခဲ့ရသည့်ဥတ္တံသည်သူ၏တရားမျှတသော မျက်နှာမလိုက်တတ်သောပြောဆိုလုပ်ပိုင်မှုများကြောင့် How did the United Nations how did your view of it change when you became a delegate Actually my view didn't undergo any change You'd been so close to it Yes more or less close to the activities of the UN for a number of years even before I came here And of course it was more more exciting just to be here and just to establish contacts with uh, about 60 delegates and just to participate in the discussions and behind the scene discussions and negotiations. And actually, I was uh, put in the fourth committee, you know, the trusteeship committee. Ah, yes. The work was most exciting. Because, because you, you, you were leading people towards independence. Yes, yes. ွေတွေတွင်ရမှုတို့အဖြစ်ခန့်အပ်ခြင်းခံခဲ့ရပြီးနောက်ဥတန်သည်ဒက်ဟမရှောဤတာဝန်များကိုဆက်လက်ထမ်းဆောင်ရပြီးအာဖရိကတွင်ဖြစ်နေသောပဋိပက္ခကိုဥစွာ ဖြစ်ရှင်းရသည်လွတ်လပ်ပြီးကစားကွန်ဂိုကိုငြင်းကြမှုထိမ့်သိမ်းရေးဆိုင်ရာတပ်ဖွဲ့များနဲ့လူသားချင်းစာနာထောက်ထားမှုအူညီများပို့ပေးခဲ့ပြီးပြည်တွင်းစစ်များကင်းရန်ဆောင်ရွက်ခဲ့သည်ဥတန်သည်ကုလသမဂ္ဂဤ

ဥတန်ထွေထွေတွင်ရမှုချုပ်ရာထူထမ်းဆောင်နေခြင်းသည်စစ်အေးတိုက်ပွဲဖြစ်ပွားနေသောဥတန်ထွေထွေတွင်ရမှုချုပ်ရာထူထမ်းဆောင်နေခြင်းသည်စစ်အေးတိုက်ပွဲ ဖြစ်ပွားနေသော ကာလဖြစ်သည်ထိုစစ်ပွဲတွင် ဆိုဗီယက်ပြည်ထောင်စုနှင့် အမေရိကန်ပြည်ထောင်စုတို့ထိတ်တိုက်ရင်ဆိုင်ခဲ့ကြသည့်ကိစ္စမှာအလွန်အန္တရာယ်ကြီးပြီးအမှားမခံသည့်ကျူးဘာဒုံးကျည်အရေးဖြစ်သည်1962ခုနှစ်၌အိန္ဒိယကျူးဘာနိုင်ငံတွင် ဆိုဗီယက်ပြည်ထောင်စုမှနျူကလ িয়ার ဒုံးကျည်များလာရောက်တပ်ဆင်ထားကြောင်းအမေရိကန်မှထောက်လှမ်းသိရှိခဲ့ပြီးအမေရိကန်သမ္မတကနေဒီကဒုံးကျည်များကိုချက်ချင်းပြန်လဲရုပ်သိမ်းရန်တောင်းဆိုခဲ့ပြီးကျူဘာကျွန်းကိုရေတပ်ဖြင့်ဝိုင်းရန်ပိတ်ဆို့ခဲ့သည် The presence of these large long range and clearly offensive weapons constitutes an explicit threat to the peace and security of all the Americans နျူကလ িয়ার ဆက်ပွဲဖြစ်ပွားရန်ရှိသည့်အခြေအနေတွင်ပူတန်သည်ငြိမ်းချမ်းစွာဖြစ်ရှင်းရန်ကြားဝင်နှိမ့်နိုင်ပေးခဲ့သည်ပူတန်သည်သမရကနေဒီဆိုဗီယက်ဝန်ကြီးချုပ်ဂရုရှက်တို့နှင့်တိုက်ရိုက်ဆက်သွယ်ခဲ့ပြီးဆိုဗီယက်ခေါင်းဆောင်အားထိတ်တိတ်တွေးဆခြင်းမှရှုံချနိုင်ရန်အရေးကြီးသောအခွင့်အရေးတရက်ကိုဖန်တီးပေးနိုင်ခဲ့သည်ထို့နောက်ဂျူဘာဒေတာတွင်တွင်တင်းကျပ်မှုများရော့ကျစေရန်ဂျူဘာခေါင်းဆောင် ဖီဒယ်ကက်စထရိုနဲ့ရေးတကြီးသွားရောက်တွေ့ဆုံခဲ့ပြီးဦးတန်း၏ကြိုးပမ်းမှုများသာမပါခဲ့ပါကဤအရေးကိုဤသို့မြန်ဆန်စွာဖြေရှင်းနိုင်ခဲ့မည်မဟုတ်ချေဦးတန်းအပေါ်တကဘာလုံးကကျေးဇူးကျွေးတင်ခဲ့ပြီးဟုသမရကနေဒီကအသိမှတ်ပြုခဲ့သည်တောင်ဝန်ထမ်းဆောင်နေစဉ်နှစ်နှစ်အတွင်းတွင် ။တမိုင်းတွင်မတိမငိမ်ဆုံးအခြေညာဖြစ်သည်။အင်ဒိုပါကစ္စတန်ပဋိပက္ခများ6ရက်စစ်ပွဲနှင့်ဗီယက်နမ်စစ်ပွဲတို့ဖြစ်ပွားနေခြင်းဖြစ်သည်။ This is an essential step towards peace of the prolonged and increasingly tragic and dangerous war in Vietnam. ဥတန်ဒီသူဤလူသားဆောင်မှုနှင့် စုပေါင်းပါဝင်မှုများကိုယုံကြည်ခြင်းတို့ဖြင့်ကြော်ကြားသူတို့အူဖြစ်လာသည်သူ၏ကြိုးပမ်းမှုများသည်စစ်ကြီးအဆုံးသတ်စေရန်အကြီးအကျယ်တက်ရောက်မှုမရှိခဲ့တော့လေသူသည်တန်တမန်ဆက်ဆံရေးများအင်အားကြီးနိုင်ငံများနှင့်ဆက်ဆံရေးများကိုထိမ့်သိမ့်ရာတွင်အလွန်အရေးပါခဲ့ပါသည် I feel very strongly that my successor should be a man who will look to the future as i've said on a previous occasion, and to a global concept of the problems we all face. He must also have an unassailable conviction of the importance of individual human dignity and value as a balance to the impersonal forces of national or group interests. 武丹里,明年也有 <laughs> တိုးတက်ဖွံ့ဖြိုးမှုသဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုနဲ့ဆင်းရဲနှောင်ပါခြင်းကင်းဝေးမှုတို့ကိုညီမျှစွာအားပေးသူဖြစ်သည်သူသည်ကုလသမဂ္ဂ၏တိုးတက်မှုနဲ့သဘာဝပတ်ဝန်းကျင်ထိမ့်သိမ့်မှုဆိုင်ရာကိုယ်စားလှယ်ရုံများရန်ကုန်ဝေးအစီအစဉ်များကိုတည်ထောင်ခဲ့သည်၎င်းတို့အနက် UN Development Program UN University United Nations Conference on Trade and Development United Nations Institute of Training and Research နဲ့ UN Environmental Program တို့ပါဝင်ခဲ့ပြီး1982ခုနှစ်တွင်ဦးတန်သည်1969ခုနှစ်က John McConnell စတင်ခဲ့သည့်ကမ္ဘာနှစ်ကိုနှစ်ပတ်လည်ပွဲကျင်းပပေးခြင်းဖြင့်ထောက်ပံ့အားပေးခဲ့သည် Humanity will be united when the common dangers we all face. armament race and its inherent risk of obliterating all life on earth, the outburst of the human species and of its settlements, man's endless passion to change the physical and living texture of our planet primarily for selfish reasons and often needless consumption. No wonder that an earth day has become suddenly necessary to remind us of the fact that our small planet is perishable. There are two alternatives before this organization. There will be no moral force in this world. There will be no declaration of intent to abide by the Charter, no profession of faith and commitment to its principles and purposes no change in our outmoded procedures and policies. The other alternative is for the organization to receive stronger and heartier support from all its member states, especially from the mightier ones. If the first course is followed, this organization will become increasingly irrelevant. The second alternative represents the route to a stronger and more effective United Nations, fulfilling its primary purposes under the Charter. I am sure that faced with these two alternatives, the good sense of the human race, of Homo sapiens, will prevail. Thank you, Mr. President. ဇန်နဝါရီလ1982ခုနှစ်အထွေထွေတွင်းမှုတို့ရာထူးမှအငိမ့်စားယူခဲ့ခြင်းတွင်ဘူတန်မှာကျမ်းမာရေးချွတ်တဲ့နေပြီဖြစ်သည်တတရရာထူးတက်တန်းကိုထမ်းဆောင်ရန်မိသည့်အခြေအနေနှင့်အမျှအစင်မပြေဟုပြောဆိုခဲ့သည်ဘူတန်သည်အထွေထွေတွင်းရေးမှုချုပ်ရာထူးတက်တန်းတစ်လျှောက်သူ၏မိသားစုနှင့်အတူမန်ဟန်တန်မြောက်ဘက် Riverdale တွင် နေထိုင်ခဲ့သည်အလုံမအနာယူပြီးနောက် သူသည် နယူးယောက်မြို့ဟယ်ရီဆန်တို့ပြောင်းရွှေ့ခဲ့ပြီးမိမိအချိန်များကိုကိုယ်ရေးမှတ်တမ်းပြုစုခြင်းဖြင့်အချိန်ကုန်စေခဲ့သည်နှစ်နှစ်ကြာ1954ခုနှစ်နိုဝင်ဘာလ25ရက်နေ့အသက်65နှစ်တွင်အဆုတ်ကင်ဆာဖြင့်ကွယ်လွန်ခဲ့သည်ဦးတန်ကွယ်လွန်သွားခြင်းကိုတကဘာလုံးကပူဆွေးဝမ်းနည်းခဲ့ကြတော်လေ 1962ခုနှစ်မှစ၍ဗိုလ်ချုပ်နေဝင်ဦးဆောင်သည့်တော်လှန်ရေးကောင်စီလက်အောက်သို့ရောက်ရှိခဲ့သည့်မြန်မာအစိုးရမှဂုံပြုစာပနာကျင်းပရန်ငင်းဆန်ခဲ့သည်ထို့သောမြန်မာနိုင်ငံသူနိုင်ငံသားများဤစန္ဒမှာထို့သို့မဟုတ်ချေဦးတန်းဤရုပ်အလောင်းကိုရန်ကုန်မြို့တွင်မြုပ်နှံရန်ပြန်လည်တည်ဆောင်လာသည့်အခါလူထောင်ပေါင်းများစွာသည်လမ်းတစ်လျှောက်တွင်ဆောင်ဆိုင်၍နောက်ဆုံးဂါရဝ ပြုခဲ့ကြသည်ဥတ္တဤရုပ်အလောင်းသည်ရေကုံသေးသည်ခြေတော်ရင်းတွင် ပြောင်းရွှေ့မြုံနှံခဲ့ခြင်းခံခဲ့ရပြီးယနေ့အထိဥတ္တဤဂူဘိတ်မှအဖြစ်တည်ရှိနေသည်1988ခုနှစ်တွင်ကုလသမဂ္ဂမှ အမြင်များ ဆိုသည့်ဥတ္တဤကိုရေးမှတ်တမ်းကို ထုတ်ဝေခဲ့သည်ထိုစာအုပ်ထဲတွင်ဤသို့ဤသာဖော်ပြထားသည်ကျွန်ုပ်ဤ ကုလသမဂ္ဂအပေါ်ထားရှိသောခန်းစားချက်အမြင်များကိုနားလည်ရန်ပထမဦးစွာကျွန်ုပ်ဤကိုးဝေရာဘာသာရေးနှင့်ယဉ်ကျေးမှုနောက်ခံကို နားလည်မှဖြစ်မည်ဘုရားဘာသာဝင်တဦးအနေနှင့်ကျွန်ုပ်သည်တိမခန္တချက်မှလွဲ၍အရာရာကိုတိခန္တရန်သင်ကြားခဲ့ရသည်ကျွန်ုပ်သည် နားလည်တိခန္တရန်စိတ်အားထက်သန်သူတဦးဖြစ်ုံသာမက ကိုခြင်းတရားကောင်းမှုကိုလည်းမြတ်နိုးသူဖြစ်သည်ထို့ပြင်

So it's worthwhile to devote more attention to the moral and spiritual aspects of life.